Star Channel ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အိမ်မက်မက်နေခြင်းဘာတွေဖြစ်လဲဆိုတာကိုသိပ္ပံပညာရှင်တွေထုတ်ဖော်ရေးဆိုတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။အာယုံကျော်သိပ္ပံရှင်အဖွဲ့ကအိမ်နေခြင်းနဲ့အိမ်မက်မက်နေခြင်းအုံနောက်လူရှာမှုကအချက်အလက်တွေပါဝင်တဲ့ကမ္ဘာအကြီးဆုံး data page တစ်ခုကိုထုတ်ပြန်လိုက်ပါပြီ။ဒီ data page ကိုလွတ်လပ်စွာကြည့်ရှုအသုံးပြုလို့လည်းရှာပါတယ်။ Dream လို့နာမည်ပေးထားတဲ့ DC Man ဂိမ်းမှာလိလာချက်20ခုပါဝင်ပါတယ်။ ပါဝင်ဆက်သစ်သူ900ကျော်နဲ့နှုထမှုအကြိမ်ပေါင်း2600ကျော်ကိုလည်းမှတ်တမ်းတင်ထားပါတယ်။ဒါကြောင့်ဘယ်ချိန်မှာဘာကြောင့်ဘလိုမျိုးအိမ်မက်တွေမဲ့လဲဆိုတာကိုလေ့လာခွင့်ရတာပဲလို့သိရပါတယ်။ဒီအချက်အလက်တွေကိုနိုင်ငံ73နိုင်ငံမှာရှိတဲ့အဖွဲ့အစည်း38ခုကသူတေတီ53ဦးတို့ပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တာပါ။ဩစတြေးလျမွန်နက်တက်တိုနဲ့ Base Foundation တို့က EEG နဲ့ MEG အချက်လက်တွေနဲ့အိမ်မက်သတ်မှတ်ချက်တွေကိုအသုံးပြုခဲ့ကြတာပါ ကျမ်းမာတဲ့လူတယောက်ရဲ့ဘဝတစ်လျှောက်လုံးမှာအိတ်ချိန်ကသုံးပုံတစ်ပုံနီးပါးရှိပါတယ်။အဲ့ဒီအိတ်ချိန်အများစုကအိမ်မက်တွေမက်နေကြတာပါလို့သိရပါတယ်။အခုတွေ့ရှိချက်ဒီအရာအိမ်မက်တွေကအိပ်စက်မှုအဆင့်ပိုပြီးနှက်ဆိုင်ပြီးတည်ငြိမ်တဲ့အချိန်မှာဖြစ်ပေါ်လာလို့လဲဆိုပါတယ်။အုံနောက်ရဲ့လျှက်စီးပုံကတော့လုံးဝငြိမ်သက်နေရတဲ့ဆိုင်နိုးကြနေတဲ့ပုံစံနဲ့ပူပြီးဆင်တူနေရလို့လည်းသိရပါဗျ။ အိဆက်မှုမနိုးခင်မှာအုံနောက်ရဲ့လှုပ်ရှားမှုပုံစံကို AI model တွေကိုအသုံးပြုပြီးစမ်းစစ်ကြည့်မယ်ဆိုရင်အဲ့ဒီအချိန်မှာအိမ်မက်မနေလားလားဆိုတော့ကိုတိကျစွာခန့်မှန်းနိုင်ပါတယ်လို့လည်းပြောပါတယ်။ဒီလေ့လာချက်ကြီးကအိဆက်မှုတွေအိမ်မက်တွေကိုဘလို့လေ့လာမယ်ဆိုတော့ကိုစံချိန်သတ်မှတ်ပေးနိုင်ရုံသာမကပါဘူး။အောင်ကျော်လှုပ်ရှားမှုအသည့်စိတ်နဲ့လူသားစိတ်ထဲကထင်ရှားတဲ့အတွေ့အကြုံတွေကြားဘလို့ပတ်သက်မှုရှိလဲဆိုတာနဲ့ပတ်သက်တဲ့မိခွန်းအစ်စ်တွေထွက်လာနိုင်တယ်လို့လည်းသူတေတီတွေကပြောပါတယ်။ ဒီ database ကိုမွန်နက်တက္ကသိုလ်ရဲ့ project platform မှာလွတ်လွတ်လပ်လပ်ကြည့်ရှုအသုံးပြုနိုင်ပါတယ်။ဒါဟာအနာဂတ်အိပ်စက်မှုသိပ္ပံပညာအတွက်အခြေခံအုတ်မြစ်တစ်ခုကိုချပေးတာပဲဖြစ်ပါတယ်လို့လည်းသိပ္ပံပညာရှင်တွေကပြောထားပါတယ်။ဟုတ်ကဲ့ပါရှင်။အခုတစ်ခါတင်ဆက်ပေးခဲ့တာကတော့အိမ်မက်မနေချင်းဘာတွေဖြစ်နေရလဲဆိုတာကိုသိပ္ပံပညာရှင်တွေထုတ်ဖော်ရဲဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။